အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football my life ရေ my life football life on football my life football life ရတာကျွန်တော်တို့မနေ့ကင်းကနေပြန်လေးပြီးကြိုလိုက်ပါတယ်အော်ဒါကျွန်တော်တို့မင်းညာကဖြစ်နေတဲ့သတင်းတပုတ်နဲ့အစတင်ပြီးဒါကျွန်တော်ပြောချင်တယ်ဒါနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့သတင်းလေးလည်းနည်းနည်းလေး add on ပြောပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးခင်ဗျားတို့လည်းနည်းနည်းလေးနားလည်အောင်ရှင်းပြခြင်းတဲ့သဘောတရားလေးရှိတယ်ပေါ့နော်အော် Manchester United လက်ရှိပိုင်ရှင်တွေဖြစ်နေတာကျွန်တော် Indios တို့အုပ်စုကဒါကျွန်တော် Tottenham Hotspur အသင်းကိုဒါကျွန်တော် Manchester United အသင်းကိုမဝေယူခင်ကသူတို့ရဲ့ Indios Grenadiers ဆိုတဲ့ဒါကျွန်တော်ကားကုမ္ပဏီနေနဲ့တစ်နှစ်ကိုဒါကျွန်တော်တို့9.5နဲ့ရှစ်တန်းရှိတဲ့ sponsor နဲ့ဒူးဒါကျွန်တော်တို့2022ခုနှစ်ကတုံမ2023ခုနှစ်မှာဒါကျွန်တော်9နှစ်စာချုပ်ချုပ်ခွေတယ်သိရတယ်မှာပါတယ်တနေ့ကိုဒါကျွန်တော် Spurs အသင်းကိုဒါ7.5 million ဒါတစ်နှစ်တစ်ခါဒါကျွန်တော်တို့ end of the year မှာပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကျွန်တော်တို့ Spurs အသင်းကိုဒါ တို့ဆ ਾਇ ုပ်ချုပ်ခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာအဲ့ဒီပိုင်ရှင်တွေကတော့လက်ရှိဒါကမန်ချက်စတာယူနိုက်တက်ဒင်းကိုဒါကျွန်တော်တို့2023မှာလာမသိဝယ်ချလိုက်တဲ့အချိန်မှာဒါကျွန်တော်တို့တို့အနေနဲ့ကတ်သွားတဲ့ဒေတာရှိသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလောက်ကစပါနဲ့ဒါကျွန်တော်စာအရင်ချုပ်ခဲ့တယ်တို့အနေနဲ့ယူနိုက်တက်ကိုတို့ဝယ်ယူမဲ့ပလန်ရှိပေမဲ့အဲ့လောက်ဒီမြန်မြန်ဆက်ဆန်ပြီးသွားမှတို့မထင်ထားခဲ့ဘူးနော်အဲ့တော့ဒါကျွန်တော်စာချုပ်ပါအချက်လက်ရာ conflict of interest ဖြစ်တယ်ပေါ့ဗျာကျွန်တော်ပြောချင်တာဘလုံးသစ်နှစ်သင်းကိုပိုင်ထားတယ်ဒါကျွန်တော်ဘလုံးသစ်တစ်သင်းကိုဒါကျွန်တော်တို့ ပိုင်ရှင်နေနဲ့လည်းပိုင်နေနောက်ထပ်ဘောလုံးသွင်းသွင်းကိုလည်းစပွန်ဆာအနေနဲ့ပေးထားရတဲ့ကြောင့်ပရီးမီးယားလိဂါဒါကိုလက်ခံလို့မရဘူးဆိုတဲ့ဥစ္စာမျိုးကိုအင်ဒီယားဆူပတ်ကိုအကြောင်းကြားလာခဲ့တာကိုတွေ့ရမယ်တော်တန်ဟော့စပါသင်းကိုလည်းဒါကိုနားလဲရောက်တာအသာအကြောင်းကြားလာခဲ့တယ်အဲ့တော့အင်ဒီယားဆူပတ်ကတော့ရှင်းရှင်းလင်းလင်းပဲဗျစာချုပ်ဖြတ်သိမ်းနေဆိုပြီးစာချုပ်ဖြတ်သိမ်းသွားခဲ့တယ်စပါသင်းရဲ့လက်ရှိမှာစာချုပ်9နှစ်လာဒါကျွန်တော်6နှစ်လာမှမသိရစွာဘူး2နှစ်လောက်ကြာနေသေးတဲ့သဘောမှရှိတယ်အပြောချင်တာကစပါသင်းနဲ့ဒါကျွန်တော်တို့အနေနဲ့18သန်းလောက်ဆုတ်ရှုံးသွားတယ်ဆိုတဲ့သဘောမှရှိတယ်ဒါစပါပွဲကြီးရလူဆိုတော့သိပါလိမ့်မယ်စပါသင်းနဲ့အင်ဒီယားဂရန်နီဒီယော တို့ရဲ့ခုံနေမှာဒါကျွန်တော်တို့တင်းတင်းချာချာဒါကျွန်တော်တို့ဒစိတီထွင်းထားခဲ့ပြီးပြီးတော့ဒါကျွန်တော်တို့ spy ရဲ့ဒါကျွန်တော်တို့ stadium dot shop တစ်ခုလုံးမှာဒါကျွန်တော် sponsor ပေးထားခဲ့လို့ပြောလို့ရတယ်။ Inyo's ရဲ့လက်ရှိ partnership ဖြစ်တဲ့ဒါကျွန်တော် Sir Jim Ratcliffe ကိုတိုင်ကလည်း United ကိုမဝယ်ယူခင်မှာတို့က spy နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ဒါကို sponsor ပေးခဲ့ခြင်းဖြစ်တယ်လို့သိရတယ်။ဒါပေမဲ့ United ကိုတို့ဝယ်ယူပြီးတော့ဒါကျွန်တော်ချက်ချင်းမဟုတ်သေးဘူးနော်6လလောက်9လလောက်အကြာမှာတော့စပါးနဲ့စာချုပ်ဖြတ်သိမ်းခြင်းတဲ့ပုံမှန်ရှိတယ်။ဒီနေရာမှာဒါ Inyo's ဘက်ကစာချုပ်ကိုဒီတိုင်းပလိန်ကြီးဖြတ်သိမ်းခဲ့တာဖြစ်ပြီးတော့စာချုပ်ဖြတ်သိမ်းကြီးဘာညာဆိုတဲ့ပုံစံမျိုးကိုလည်း မပြီးပဲနဲ့ဖြတ်သိမ်းခဲ့တဲ့သဘောမှာရှိတယ်။ဘောဂျနာဒီနေ့မှာစာချုပ်ပါအချက်လက်ကိုဒါကျွန်တော် United လက်ရှိပိုင်ရှင်နေဖြစ်တဲ့ Indian Super ကနေချိုးဖောက်ခဲ့တဲ့သဘောမှာရှိတယ်ပေါ့နော်။အဲ့တော့ဒါတော့ဒီနေ့မနက်ခင်ဒါကြောင့်ပေါ့ဒီနေ့မနက်ခင်လို့ပြောမင်းညာကတက်လာတဲ့တွင်အလားရှိမှာဒါဒီနေ့ရောက်ကဒါလွန်ခဲ့တဲ့အဲတလလောက်ကဒါကျွန်တော်တို့ Spa ဘက်ကနေပြီးတော့ဒါ Indian Super ကိုတရားစာဆွေးတယ်ပေါ့နော်။ဒါလက်ရှိမှာစာချုပ်ပါချက်လက်ရဒါကျွန်တော်စောစောစီးစီးထွက်သွားခဲ့ပြီးဘာမှလည်းဒါ notice ပါညာလည်းတိချာမပြီးပဲနဲ့ဒါထော်ထွက်သွားခဲ့တဲ့ကြောင့်သူတို့ဘက်ကနစ်နာရဲဆိုပြီးတော်တော်ဟော့စပါအသင်းဘက်ကနေပြီးတော့တဒနီလီဗိုင်မထွက်ခင်မှာဒါကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားစတင်ပြီးတော့ဒါအိန္ဒိယစိုးအုပ်စုကိုဆွဲခဲ့တယ်အိန္ဒိယစိုးအုပ်စုအဲဒီတော့ကတော့ပတ်စံနဲ့ပေးတာတဲ့ဆိုင်โอเคတရားရင်ဆိုင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တရားရင်ဆိုင်ရတယ် ီနေ့မှာတော့ကျွန်တော်တရားရင်ဆိုင်နေရင်တန်လန်းမှာဒါအင်းရဆုအုပ်စုနေနဲ့အုံနောက်အစားမခံတော့ဘဲနဲ့လက်ရှိမှာတော်တန်ဟော့စပယ်တင်းကိုဒါကျွန်တော်တို့နှစ်နှစ်လက်ကျန်စာကူတော့7တန်း plus plus ဒါကျွန်တော်73တန်းလောက်ရှိမဲ့ဥစ္စာကိုပြီးချီသွားမယ်လို့လည်းသိရတယ်ဒီမှာပါတယ်အဲ့တော့တော်တန်ဟော့စပယ်တင်းကဒါကျွန်တော်ဘာမှမဆိုင်မဲ့အင်းရဆုအုပ်စုစီကနေပြီးတော့7တန်းလောက်ပူဖူးရသွားခဲ့တယ်လို့ပဲပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့တစ်ဖက်ကစပါဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ရည်ကြည်စရာတစ်ခုက Ineos Grenadier Ineos Grenadier ဒါထွက်သွားတဲ့အချိန်မှာဘလောက်မှမကြတဲ့ဒီ3လအတွင်းမှာပဲဒါကျွန်တော်စပါတင်းကနောက်ထပ်ဒါကျွန်တော်စ sponsor တကူရရှိသွားခဲ့ပြီးသိရတယ်မှာပါတယ်ဒီ sponsor တခြားသော sponsor မဟုတ်ဘူးလက်ရှိ American ဒါကျွန်တော်တို့ cloud company တကူဖြစ်တဲ့ AWS က Total Hotspot အသင်းကိုဒါလက်ရှိမှာ Inios to ပေးတာဒါပို့ပြီးတော့တစ်နှစ်ကို17တန်းလောက်ရှိတယ်ဒါကြောင့်17တန်းခွင့်17တန်းလောက်ရှိတယ်ဒါစာချုပ်ကိုရသွားခဲ့တယ်လို့သိရတယ်မှာပါတယ်အဲ့တော့အဲ့ဒီစာချုပ်ကလည်း6နှစ်နဲ့9နှစ်ကြာ RAM ပဲလို့သိရတယ်မှာပါအဲ့တော့ Total Hotspot အသင်းကလက်ရှိဒါကျွန်တော်ပြည်သက်တွေကြားထဲမှာဟာတာဖြစ်နေတာကတော့ဗာလဲဆိုတော့ Inios to Osu အနေနဲ့ Spa အသင်းနဲ့လာမယ့်ဒါကျွန်တော်စောင်းရသည့်အပြောင်းရှိမှာဒါကျွန်တော် left wing ဝယ်ဖို့အတွက်ဒါ Inios Osu ကကျွန်တော်အသင်းကို move ိုးပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့တွေ့ရတယ်မှာပါပါအဲ့တော့ဒီကိစ္စကဒါကျွန်တော်တော်တော်ဟော့စပါတင်နဲ့မန်ချက်စတာယူနိုက်တက်မတွေ့ခင်မှာဒါကျွန်တော်တို့ idios တို့ဒါလက်ရှိမှာ surgeon reclive ကိုတိုင်ကဒါဒီလိုမတရားရင်ဆိုင်လာတဲ့ဆန်အာယုံနောက်တဲ့ဆန်ဆော့သန်းပေးလိုက်ဒါမှပို့ပြီးအဆင်ပြေမယ်ဆိုပြီးဒါ settlement လုပ်ခဲ့တယ်လက်ရှိမှာဒါတရားရုံးကပေးခိုင်းတာမဟုတ်ဘူးပေါ့နော် out of court ruling လို့ခေါ်တယ်ဒါဟုတ်အဲ့ဒါကျွန်တော် out of court ruling ဆိုတာကျွန်တော်လက်ရှိမှာဒါကျွန်တော်ရုပ်ရှင်ကားတွေမှာတော့တွေ့ဘူးလိမ့်မယ်ဒါတရားသူကြီးကိုဒါကျွန်တော်တို့အမ်ကျွန်တော်တို့ကဆော့သန်းနဲ့ညှိလိုက်ပြီးပါပြီဒီတရားကို ကျွန်တော်တို့နားကျင်ပါလေဆိုနားကျင်ပါလေဆိုတော့ပုံစံမျိုးနဲ့လုတ်လို့ရတယ်အဲ့တော့ခင်ဗျာစုစုပါတို့ကြည်ဘူးခင်ဗျာတို့တွေ့ဘူးလိမ့်မယ်ဒါကျွန်တော်တို့စုစုပါတို့ကြည်ဘူးလို့နည်းနည်းလေးနားလေတယ်ဘူးเนาะအဲ့တော့ဒါကျွန်တော်အင်ကော့မှာဒါကျွန်တော်ပြဿနာဖြစ်နေရင်းနဲ့ဒါကျွန်တော်တစ်ဖက်ကစတက်မက်လုတ်တာအာရုံတော့တကွာဒါငါရဲ့အချိန်နဲ့ပေးရမတန်โอเคငါစတက်မက်လုတ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့စတက်မက်လုတ်တဲ့အချိန်မှာကျွန်တော်ဒီ last spa ဘက်ကဒါကျွန်တော်တို့15တန်းလောက်တောင်းခဲ့တဲ့သဘောမှာရှိတယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ inner zone နဲ့ညှိတယ်ညှိတယ်သဘောမှာတော့ဒါကျွန်တော် 7+ plus plus ပေါ့เนาะဒါနောက်ဆုံးသတင်းရ12.3လို့လည်းကြားတယ်တချို့သတင်းရ17.3လို့လည်းကြားရတဲ့သဘောမှာရှိအဲ့တော့ အခွန်ပါတယ်ဗောနော်အခွန်ပါတော့စသုံးသမတက်လောက်ဖြစ်သွားတယ်လို့သတင်းတွေထွက်ပေါ်တဲ့ဒီမှာပါအဲ့တော့စပါးသင်းကလက်ရှိမှာဒါတို့အသင်းအနေနဲ့အသတင်းရမှာတော့စသုံးသမအသင်းကတက်တဲ့အသတင်းရမယ်တဘောမှာရှိတယ်အဲ့တော့စပါးသင်းအတွက်ကလက်ရှိမှာလာမယ့်ဒီပတ်စံကဒါကျွန်တော်အသင်းထဲကိုရောက်မယ့်အတွက်ကြောင့်မို့ဒါစပါးသင်းနဲ့လာမယ့်ဒါဆောင်းရာဒီဘတ်ဂျက်အတွက်စသုံးသမဝင်သွားခဲ့ပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အကယ်ကူနာပေါ်သူပဲလက်ရှိမှာဒါကျွန်တော်တို့ပြိတက်တွေကြားထဲမှာ Manchester United အသင်းကစပါးသင်းရဲ့လာမယ့် left wing ကစားသမားဝယ်ယူဖို့အတွက်ဒါကျွန်တော်ဘတ်ဂျက်ပြီးတဲ့အတွက်အများကြီးကျူးတင်ပါတယ်ကျွန်တော်ဒီနေရာကနေကျွန်တော်လည်းနောက်ရှင်တယ်ပေါ့နော်အဲ့တော့ထားပါလက်ရှိမှာဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောချင်တာနောက်တစ်ခုဟာဒ တာ Manchester United အသင်းရဲ့သတင်းတော်ခုပြောခြင်းနဲ့ United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်နောက်ဆုံး update ရသတင်းတွေရဆိုရင်တော့ဒါသူတို့ရဲ့ကွင်းလင်ကစားသမားဖြစ်တဲ့ Bruno Fernandes ကိုတော့လာမယ့်ရာသီမှာဒါကျွန်တော်ရောင်းချသွားဖို့အတွက်အစီအစဉ်တော့လက်ရှိမှာမရှိသေးဘူးဆိုတဲ့သတင်းတွေတော့ရှောက်တွက်လာခဲ့တယ်။လက်ရှိမှာ United အသင်းကဒါကျွန်တော်ဒါနဲ့နည်းနည်းဆက်ဆက်ပြီးပြောရမယ်ဆိုရင် salary cap ကိစ္စအောင်တော့ဘီနီ6မိနစ်ပြည့်အောင်ပြောရအောင်။အဲ့တော့လက်ရှိမှာ United အသင်းက salary cap ကိုတဖြည်းဖြည်းနဲ့ဒါ impose လုပ်နေတော့သတိထားမိပါလိမ့်မယ်။ဒါလက်ရှိမှာဒါ Harry Maguire ကိုလည်းဒါစာချုပ်စာချုပ်တက်တန်းကိုဒါကျွန်တော်တို့ တတိယ plus တနှစ်ဆိုတဲ့ပုံစံမျိုးနဲ့ကန့်လန့်နေပြီးလက်ရှိရနေတဲ့လစာထက်ပိုပြီးနည်းတယ်တသိန်း2500တသိန်း3000ခွဲဆိုတဲ့ပုံစံမျိုးကို United ဘက်ကနေပြီးတော့ impose လုပ်ဖို့ရှိရဲဒါ Harry Maguire ဒါကိုလက်ခံသွားဖို့ရှိတယ်ဥပမာလက်ရှိမှာလောက်ခလစာအရင်များတဲ့ကစားသမားတွေဖြစ်တဲ့ market ratio ကိုလည်းဒီနှစ်ဆောင်းအပ်ဒီအတွင်းမှာ Barcelona တင်ကိုရောင်းဖို့တော့ပြင်ဆင်လာခဲ့တယ်လက်ရှိမှာဒါ Jadon Sancho ကိုလည်းစာရုပ်တန်တန်တနည်းမတိုးပင်းနဲ့ဒါကျွန်တော်သူ့အနေနဲ့အလွတ်နဲ့အသင်းကနေထွက်ခွာခွင့်ပြုဖို့တော့ပြင်ဆင်လာခဲ့တယ်ဒါပြင်ကျွန်တော် Casemiro ကိုလည်း Manchester United တင်နဲ့ La Mit နဲ့ New Year ဒီမှာ social board ready ဖြစ်နေပြီလို့သိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာ United တင်နဲ့တပတ်လုံး က္ခလာစာ3သိန်းနဲ့အထက်ကစားသမားဆိုအသင်းမှာဘရူနိုဖာနန်ဒက်စ်တယောက်ပဲကျန်တော့မဲ့သဘောမှရှိတယ်။ယူနိုက်တက်ကဘရူနိုဖာနန်ဒက်ကိုသူ့ရဲ့စာချုပ်တက်တက်ကုန်တဲ့အထိအသင်းမှာဆက်ထားသွားဖို့လက်ရှိမှာပြင်ဆင်နေပြီးတော့သူတို့နေလက်ရှိမှာရူဘယ်အာမိုရင်းကိုတိုင်ကလည်းဘရူနိုဖာနန်ဒက်စ်ကလက်ရှိယူနိုက်တက်အသင်းအတွက်အသင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ကစားသမားတယောက်ဆိုတဲ့ပုံစံမျိုးကိုမြင်နေတွေ့နေရတဲ့အတွက်ကြောင့်ယူနိုက်တက်အသင်းကလည်းဒီကစားသမားကိုရောင်းချသွားတဲ့ဆိုင်ယူနိုက်တက်ကိုဒါယူနိုက်တက်အသင်းနဲ့ဒီကစားသမားကို exception လုပ်သွားဖို့ပြင်ဆင်လာခဲ့တယ်။ဒါပေမဲ့ယူနိုက်တက်အသင်းနဲ့ခုလက်ရှိလာမယ့်နှစ်လွေရာဒီကစားပြီးကစားသမားအသစ်ခေါ်ယူရေးမှာကအစကစားသမားကိုခေါ်ယူမယ်ဆိုရင်ဆက်လ salary cap ကိုစတင်ပြီးလုပ်သွားဖို့ရှိတယ်ပထမသတင်းကြတာ2သိန်း2000လို့ကြားထားခဲ့မြင်လက်ရှိနောက်ဆုံး update သတင်းက2သိန်း4000ကျွဲဖြစ်ဖို့လည်းများတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ် United နဲ့ကစားသမားတယောက်ကိုခေါ်ပြီးဆိုရင်2သိန်း4000ကျွဲလောက်ပဲဒါလစာအများဆုံးပြီးမှဖြစ်ပြီးတော့ add on မှာဒါကျတော့ bonus plus plus ပုံစံမျိုးနဲ့သွားဖို့တော့လည်းပြင်ဆင်လာခဲ့တယ်လို့သိရတယ်ပါပါနောက်ထပ်တစ်ယောက်လက်ရှိလစာများတဲ့ကစားသမားကိုလည်းစာရုပ်တက်တက်တိုးပြီးတော့လစာ short ချဖို့အတွက်လုပ်နေတာကတော့ Mission Mount ပဲ Mission Mount Manchester United တင်ကလစာ short ချပြီးတော့ bonus program နဲ့ add on လုပ်ဖို့တော့ပြင်ဆင်လာခဲ့တယ်လက်ရှိမှာလည်းပွဲထွက်ခွင့်အနေငယ်ဒါကျတော့အရင်ကြီးမရသေးတဲ့အတွက်ကြောင့် United တင်လက်ရှိမှာဒီ ကစားသမားကိုလုခလဆာအနီနဲ့ကိုအယံများလွန်းတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါလုခလဆာရှော့ချဖို့တပြင်ဆင်လာခဲ့တယ်။ United အသင်းကဒီလိုလှုပ်ချအပြစ်ဒါကျွန်တော် United အသင်းရဲ့ဒါဆို salary cap ကိုမြှင့်တင်ခြင်းကစားသမားရဲ့အနေနဲ့ဒါ bonus ကိုမိခိုးပြီး goal တွေပူများများသွင်းနေတာ Kansas ဆိုတဲ့ clean sheet များများရယူရေးကိုဒါအပူဆိုင်သွားမယ်လို့ပူပြီးသိရတယ်ပေါ့။ပြီးတော့ကစားသမားရောင်းချရေးမှာလည်းပုံမူပြီးတော့လွဲကူစီမဲ့အရာတခုလို့ United အသင်းဘက်ကမြင်တဲ့အတွက်ကြောင့်မို့ salary cap ကိုဒါအသင်းဘက်ကနေ impose လုပ်ခဲ့တယ်လို့ပြောလို့ရမယ်အနေထားတခုကိုရောက်ရှိလာခဲ့တာကိုတွေ့ရမယ်တယ်မှာပါပါတယ်။အဲ့တော့မြို့တော်ပင်ဆို ူးစီးကောင်းမှုဒါ Manchester United အသင်းနေနဲ့ဒါကျွန်တော်လက်ရှိဒါမဲ့နွေရာသီမှာတော့သူတို့နေကစားသမားတွေကိုဒါကျွန်တော်စာချုပ်တွေကိုတိုးရလူတိုးဒါကျွန်တော်တို့လက်ရှိမှာ short ရလူတွေကို short လာစာတွေကိုတော့အဓိကထိန်းချောင်းသွားဖို့တော့ပြင်ဆင်လာခဲ့တယ်အဲ့တော့ဒီလာစာကိစ္စနဲ့ပတ်သက်ပြီးတော့ United ပြည်သက်တော်တော်များများကတော့တော်တော်လေးကိုသဘောကျနေပြီဒီလိုမျိုးဖြစ်တင်တာကြားတယ်ဆိုတဲ့အတန်နေနဲ့တူဒါကျွန်တော်လက်ရှိမှာ United အသင်းကိုချီးကျူးမှုတွေလည်းရှိတာအဲ့တော့ဒီနောက်ပိုင်းမှာဒါ Ineos အုပ်စုနဲ့အလုပ်လုပ်တဲ့နေရာမှာဒါတော်တော်လေးကိုချီးကျူးဖို့ကောင်းတဲ့ moment တွေအပိုပြီးများလာခဲ့တယ်ဝေဘန်စီယာရီတက်စာပြီးလက်ခုပ်တန်တွေကပို့ပို့ပြီးတော့ညံလာခဲ့တဲ့နေရာမှာရှိတယ်စပါးတဲ့ကိုစပန်းပေးတာလွယ်လို့ပေါ့လားဟေးဟေး င်အဲ့ဘယ်လိုပဲပြောပါလက်ရှိပါလားကျွန်တော်နောက်ဆုံး update တင်နေတာဒီနေ့မနက်မှာတော့ဒီလောက်ပါပဲဒါကခုနကပြောပဲ9မိနစ်ပြီးအောင် United တင်နေနေနေထည့်ပြောပြလိုက်တာလွှဲရင်တော့အကုန်လုံးကဒီသတင်းပါပဲအဲ့ Spa တဲ့လက်ရှိမှာဒီစတဲ့တန်းကိုတော့အသင်းနဲ့ကိုတော့အပြေအဝပြန်ထည့်သွားမှာဖြစ်ပြီးတော့အသင်းရဲ့ဒါလက်ရှိပိုင်ရှင်တွေဖြစ်တဲ့ဒါကျွန်တော် VN Vivian Lewis နဲ့ဒါကျွန်တော်သူ့ရဲ့တမကတော့အသင်းအကောင်းမှုအတွက်ပဲဒီငွေကိုသုံးသွားမယ်လို့ဂရီကိုပြုခဲ့တယ်လို့သိရတယ်မှာပါပါတယ်ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတဲ့ပေါ့ကိုကြည့်လို့ရပါတယ်မြန်မာ့ရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာ့ကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြွ တူမနဲ့ကောင်းမွန်တော့နေလေးနေဖြစ်ပါစေစုမုံကောင်းတောင်းပင်းနေပဲကျွန်တော်တို့နောက်မှာအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြွတူမနဲ့ကျွန်တော်တော့ကြည့်ပါဦးမြန်မာလေးကလစ်မမေ့ကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါဗျာ